ရခိုင်ပြည်မှာ၃လအတွင်းစစ်ကြံလက်နက်တွေပောက်ကွဲမှုကြောင့်၁၁ယောက်သေဆုံးပြီး51ယောက်ဒဏ်ရာရရှိခဲ့တယ်လို့နရင်းစရာသတင်းဌာနကကြောက်ယူထားတဲ့စစ်တမ်းအရာသိရပါတယ်ဇန်နဝါရီလ10ရက်နေ့ကနေမရှိလ31ရက်နေ့အတွင်းစစ်ကြံမိုင်းတွေနဲ့စစ်ကြံဘုံသီးတွေပောက်ကွေးလို့အခုလိုတည်ဆုံတန်ရာရသွားကြတာဖြစ်ပါတယ်။မရှိလမှာတယောက်တည်ဆုံပြီးအယောက်20တန်ရာရရှိခဲ့တယ်လို့ ဖေဖော်ဝါရီလမှာရှိရောက်သေးဆုံးပြီး19ရောက်တန်ရာရရှိခဲ့ပါတယ်။အဲ့ဒီလိုပဲဇန်နဝါရီလမှာလေး2ရောက်သေးဆုံးပြီး2ရောက်တန်ရာရရှိခဲ့ကအများစုကတော့မိုင်းပေါက်ပွဲလို့ထိခိုက်သေးဆုံးခဲ့ကြရတာဖြစ်တယ်လို့သိရပါတယ်။ပြခိုင်မှာမိုင်းအန်ဒီရီနဲ့ပတ်သက်ပြီးတက်ကျွန်းသူတွေကအသိပညာပေးပြောပြပြီးလှုပ်ဆောင်မှသာမိုင်းအန်ဒီရောကြလာနိုင်ပြီလို့အရခမျိုးဆက်ဂွားမြူနီစီဗီချောင်းကုညီအဖွဲ့ကကုဆိုးလွင်ကပြောပါရီ ပြည်သူတွေသွားတဲ့နေရာတွေကိုလည်းမရှောင်ရှားပြီးစစ်ကောင်စီကမိုင်းတွေထောင်ထားခဲ့ကြတော့မိုင်းနှီးမိတဲ့ NDA တော်တော်များများကြုံတွေ့ရတယ်လို့လေသူကဆိုပါရီပြည်သူတွေဟာစောင်းဝတ်နေရခက်ခဲကြောင်းတောတောင်တွေမှာငှားရှာဟင်းရှာသွားကြရတာမို့မိုင်းထိတာတွေရှိပြီးရောပါလာအောင်အသိပညာပေးတွေလုပ်ဖို့လိုအပ်နေတယ်လို့ရခိုင်ဒေသခံတွေကထောက်ပြပြောဆိုနေကြပါရီ